စကိုင်းတိုင်းဝက်လက်မြွနဲ့အရှိချမ်းကနတ်မအူကြီးရောက်ကိုစစ်တပ်ကဒီနေ့မနက်အစောပိုင်းမှာဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်အသက်နှစ်နှစ်အရွယ်ကလေးငယ်တယောက်အပေါင်းဝင်၅ယောက်သေဆုံးပြီးအများအပြားဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒီဇင်ဘာတရက်ညတကောင်ကျော်မှာစစ်ကောင်စီတပ်ကနတ်မအူရွာကိုလေရင်နဲ့ဘုံကျဲခဲ့တာလို့သိရပါတယ်။ပြည်သူတွေအိမ်မောကြနေချင်းဘုံကျဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီးနေအိမ်သုံးလုံးပေါ်ဘုံကျပြီးမိလောင်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံတို့ကပြောပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အသက်နှစ်နှစ်အရွယ်ကလေးငယ်ရွှေပုံစံအသက်၂၂နှစ်မောင်မောင်ဝင်းအသက်၂၅နှစ်ကိုရှိုင်းကိုနဲ့ဇနီးဖြစ်သူအသက်၂၄နှစ်မဆုမြလင်းအသက်၄၀အရွယ်ကိုရန်နိုင်ဝင်းတို့တိတ်ဆုံးကြတယ်လို့ဒေသခံတွေစီကသိရပါတယ်ဒေသခံတူကတော့လက်ရှိမှာဒေသခံတွေဟာအေးအေးတန်ခံစားနေကြရပြီးစစ်ကောင်စီတပ်ဘုံလာကျဲချိန်မှာဘဲမမပြေးလွှားနိုင်ကြဘဲအသေးခံယုံပဲရှိတယ်လို့ပြောပါတယ်စစ်တပ်လေကြောင်းတက်ခိုက်သွားတဲ့နတ်မဟုတ်ကြီးရွာအနီးမှာတိုက်ပွဲဖြစ်ပွားတာမရှိသလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေစုဖွဲ့နေတာလည်းမရှိဘူးလို့ဒေသခံတွေကဆိုပါရှင်။